တ်ကိုရင်ပါကောင်းပါမယ်ရှင်မြတ်တရားတော်ရင်လည်းပတ်သက်လို့တပြည့်လည်းစီစစ်ဆဲပေါင်းလာလဲနေပေါင်းအစိတ်လောက်ရှိနေပြီဒါပေမဲ့ပရမတ်ထသဘောဆန်လွန်းတာတွေကိုလက်ခံလို့ရတာရှိတယ်လက်ခံမရတာတွေလည်းတွေ့ရတယ်ဒီကနေ့ဒီရှင်မြတ်ပြောတဲ့စကားလေးမှာခုနလိုပြောရင်လည်းဒါ shock ပေါ့ ဒါပေမဲ့အဲ့လိုဒါကတော့ဘုန်းကြီးချင်းမလို့ပြောတာပါလူတွေဆိုရင်တော့မပြောပါဘူးမပြောတာကလူတွေဆိုရင်တော့နားမလည်ဘူးလေဘုန်းကြီးချင်းကြောင့်ဒါကြုံတွေ့နေရတာလေဟုတ်တပည့်တော်ကကြောင့်ငါနဲ့ပတ်သက်လာရင်ပေါ့နော်မြင်နိုင်တယ်လေအမှန်ပါဗျာဒါကြောင့်လည်းဥမာဆိုတော့သူပြောပါအိန္ဒိယမှာဝယ်တယ်များတယ်အခုဒီမှာအလကားလာလူမနောက်ထပ်လူရအလူခံရအများကြီးဖြစ်နေပြီဟုတ်တယ်လေအဲ့ဒါအခြေစိုက်သွားလို့အဲ့အဲ့ဒါအခြေစိုက်တာတဲ့လုံရဲတဲ့တတိယဖြစ်နေတဲ့အခြေအနေရဲ့နောက်ထူးခြားတာကအိန္ဒိယကကေသနာပြုကြပါမြန်မာနိုင်ငံဆရာတော်ဖရာများကြွပါဆိုရင် ရှင်မမမြင်မဲ့သူကမြင်မိတာပေါ့ရှင်မလူတွေကောင်းကောင်းမကောင်းကောင်းကိုခေါ်ထားတယ်ကြိုက်ကြိုက်မကြိုက်ကြိုက်လာနေအကုန်လုံးစောင့်ရှောက်ခဲ့တော့အဲ့ဒီမှာဘုန်းကြီးလောက်ကမှနာမည်ပြက်နေမယ်လေကလာစကားလေးရတယ်ရခိုင်လည်းဖြစ်တယ်အဲ့ဒါမျိုးလေးတွေနဲ့ရှင်မနဲ့မှနေရင်နဲ့အဲသူတို့ကိုအကောင်းတီဆောင်ရင်ဟိုမယ်ရီနူးခေါ်အခုဒေါ်တာဒနညာတို့လူကိုကိုရရန်လဲဟိုဘာနီနီပေါ်လီလူမျိုးတွေဖြစ်ပြီးမြန်မာနိုင်ငံမွားတွေဖြစ်တော့ ငငယ်တိုင်းဒီနီပေါ်စကားတွေဒီဟိန္ဒူစကားတွေပြောခဲ့ကြတော့ဟောအရှင်မတကယ်လုံးမဲ့အချိန်မှာအဲ့ဒါကြီးလက်နက်တွေဖြစ်သွားပြီအဲ့ဒါဟာအခြေခံနေဖြစ်သွားပြီအဲ့အခြေခံနေအရှင်မတော့ဆက်ပြီးတော့ develop လုပ်တယ်အရှင်မလည်းသူတို့ကြောင့်ရဲဝန်းရှည်ရန်တင်လာသလိုဗုဒ္ဓဂ ਾਇ ယကိုအရှင်မငကူကမတိလက်မခံခဲ့ရင်မဲ့အခုဗုဒ္ဓဂ ਾਇ ယကိုအရှင်မတအားပြောသွားပြီဒါကြောင့်ပုံမီဆိုရင်လည်းဥဒ္ဓမသာရသူများလည်းမတူပေါ့ပုံအောတယ်ပေါ့လေ လူလိုပြောရင်တော့ရှိုးပြတယ်လို့ပဲလောင်စားသမားဆိုတေးကြံဝင်လိုက်တယ်ပေါ့အခုလည်းအရှင်မြတ်အဲ့လိုသွားတာမြင်မိမဲ့လူတွေရဲ့အမြင်မှာဟာဥဒ္ဓမတာရာမြေရဘာဖြစ်တယ်ပြောတယ်အခုဆိုရှင်းသွားပြီဒါလိုပဲမရှင်းမနေအရှင်မြတ်တို့လည်းမကောင်းတယ်လို့တပည့်တော်ကြောင့်အရှင်မြတ်အကျိုးလူလားသူဖြစ်တယ်သို့တော့ခုနလိုရေသေးအိမ်ကြီးဟာတနေ့ခန်းချောက်သွားမယ်ဆိုပေမဲ့မခန်းငင်လေးမှာရတော့ အပင်လေးပေါက်ပေါက်ငားလေးမူရမူရအကျိုးသားတဲ့စိတ်နဲ့အရှင်မြောင်ကိုပြုတ်ပြင်းပြီးတော့တာနာမှာအရှင်တည်တန်းစိတ်ကျင်တာပြီးတော့ဆန္ဒဒါပေမဲ့အခုလို့အရှင်မြောင်ပြောတဲ့အထက်ကဘုနာလေဥပုဒ္ဒလာတို့လို့နောက်ရိယမန်နိုင်တို့လို့နောက်ဝိမုတ်တိညာနာကုမောင်မောင်တို့လို့ဥမောင်မောင်တို့လို့ဘုကောဇာရောဘုရားကြီးလည်းခဏခဏပုတ်ခတ်တယ်အခုရှင်မြောင်လည်းပြောတတ်တယ်ဘောတော့ ကိုကစနစ်တစ်ခုလမ်းတစ်ခုသွားတဲ့အခါမှာဘိုးဘိုးဆရာတော်ဖျားကြီးမျိုးသစ်ချတော့မျိုးသစ်ကိုမမြင်တော့ဘဲနဲ့ငါတို့တလူဆန့်ထွက်တာပိုကောင်းနေဘုကမူတိုင်းသွားနေတော့လူတိုင်းလုံနေတာလူတိုင်းလုတ်တတ်တယ်အဲအခုအရှင်များတို့ကြတော့အဲ့လိုမဟုတ်ဘူးဖျားရဲ့တရားတော်တွေကိုလည်းမိမိနှုတ်နဲ့နားလဲရှင်းပြပြီးတော့ပါဠိတော်တွေကိုအထောက်အထားရေးမပြတော့ဘူးအနတ္တပဲပြောမလားအနေစာပဲပြောမလားဒုက္ခပြောမလားဒါကိုလူတွေနားလဲအောင် တုံးတာတော့ဒီနေပေတွေကမလုပ်ဘူးဒါပေမဲ့စပီနဲ့မချိန်ထိုးမညီပဲတွားနေတဲ့အခါမှာအောင်မြင်မှုတစ်ခုရလာတယ်ခုနဥမောင်မောင်ပဲပြောပြောဝီမုတ်တီညာနာကုသလာလေးပဲပြောပြောနောက်အခုပြဿနာတက်သွားရအရိယမန်နဲ့ဥတ္တရိယပြောပြောကိုလန်ညောင်းကိုထွင်တာမှန်ပေမဲ့ပါဠိတော်နဲ့လွတ်တဲ့အခါ ပုတ်ခတ်မှုနဲ့အတူအရှင်မြားတော့လွတ်မြောက်နေပြီဖြစ်ပြီးတော့ပရဟိတနဲ့ကုသိုလ်တွေကိုဆက်သွားခဲ့တယ်ဒီလိုဆိုရင်အရှင်မြားဟောနေတဲ့တရားတွေကိုမြန်မာနိုင်ငံသားတွေကချင်းကချင်းမရှိမဲ့နာလို့ဗီယနာနေတအားသဘောကြတယ်ရဟနာနိဗ္ဗာန်ကိုးကွယ်တယ်တမန်ဖွဲရခုံရတဲ့သူတောင်ဗီယက်နမ်မှာဥဒမတာလို့မလုပ်နိုင်ဘူး။ဒါကိုယ်တိုင်ဗီယက်နမ်ကိုရောက်ကြတော့သိတယ် ညူကြီးနှမျိုးရှိတဲ့ဟနှိုင်းမဲ့ပြောမလားဟိုချီမဲ့မဲ့ပြောမလားအရှင်မြတ်အတွက်အမြဲတမ်းတကားပွင့်သွားသူကမ္ဘာနိုင်ငံအသီးမှာပြည်နယ်တွေသွားလိုက်မြောက်အရှင်မြတ်အကုန်လုံးနောက်ကလိုက်ပြီးတော့တရားပေးနေရဒီလိုဆိုရင်အဲ့ဒီအောင်မြင်မှုတွေအပေါ်မှာအရှင်မြတ်ကမြန်မာနိုင်ငံသားတွေသိအောင်မြန်မာနိုင်ငံကဆရာတော်ဖျားကြီးများနားလည်သွားအောင်ဥမွင်လင်းလင်းချပြပါဆိုရင်ဘာတွေပြောမလဲတပည့်တော်ကခုနကပြောသလို ဟိုပါလေစန္ဒနာတို့ထောတာနာညာနီတို့ဟာဥဒ္ဓမသာရအတွက်ဓာတ်ချောင်းတနတ်တလက်ဖြစ်သလိုအိန္ဒိယနိုင်ငံအခြေချကမှာအများကြီးလွယ်ကူသွားတယ်ကိုမဘာသာမြန်တက်တက်ခေါ်ထားရမလို့ဟုတ်လားမြန်မာကွန်မြူနတီထဲမှာနေရမလို့တော့အရှင်များတခါတည်းအိန္ဒိယတွေကိုအသားတွေထိုးဝင်လိုက်သလိုပဲအိန္ဒိယစကားပြောနိုင်တဲ့ဟိန္ဒူစကားပြောနိုင်တဲ့လူတွေနဲ့တခါတည်းအရှင်များ စီးမျောသွားတော့အခုလိုနေရပါအကုန်ရောက်လာတယ်။ဒါမြန်မာပြည်ကဘယ်လိုမှမလုပ်သေးတဲ့အလုပ်။ကဲအဲ့လိုဆိုရင်အခုအရှင်မြတ်သာနာပြုတွေမှာတပြီတော့တုံးတက်တဲ့အချက်တွေနဲ့မြန်မာဆရာတော်ကြီးတွေနားလည်အောင်ဘယ်လိုပြောမလဲ။နိုင်ငံသားဇလန်ကမြန်မာဆရာကြီးဥပခင်က မမတ်ရရပါတော့။ဒေဒီဆရာတော်ဖျားကြီးကတော့ကဘာကြော်တယ်လေ။ဒေဒီဆရာတော်ဖျားကြီးရဲ့တပည့်ဆရာနာဂန်တက်ကြီးပါတော့။အဲဆရာနာဂန်တက်ကြီးရဲ့တပည့်ဆရာကြီးဥပခင်ပေါ့။ဆရာကြီးဥပခင်ကြတော့ဟိုဟင်းအိန္ဒိယကဘုကိုဝင်ငါကြီးလာပြီးတရားနိုင်တဲ့အချိန်ကောက်ချိတ်လိုက်တာမြန်မာဟုတ်တယ်အမှန်နဲ့အိန္ဒိယက လာတဲ့တရားကိုအိန္ဒိယမှာ꽌နေတဲ့အတွက်ပြန်ပြီးတော့ကျေးဇူးဆက်ချင်တဲ့စိတ်ပေါ့နော်။အမှန်ကန်တဲ့စိတ်တက်ပဲလေ။ဟုတ်လားအိန္ဒိယမှာတော့မဆခဲ့ရင်မြန်မာပြည်လည်းမရောက်လာဘူးပေါ့။မာတာပေါ့တော့။အဲအဲ့ဒီအတွက်ပဲဆရာကြီးဥပခင်ကလာ။ဝေဒီမင်းကြီးဆရာကြီးဥပခင်။ဥပခင်ရဲ့ရိတ်တာဝင်တယ်လေ။ဝင်တဲ့အခါကျတော့ तू ပြောတဲ့ဥစ္စာကိုလည်းဒီလိုကဆက်ထဲမှာဝင်မှုတာပေါ့။ဆယ်ရတရားဆန်းပေါ့နော်။အဲ့ဒီမှာစိတ်ထဲမှာဆွဲသွားတာပေါ့။ဒါဒါလိုအပ်တာပဲ။အဲ့ဒါကြောင့်မလို့ဥပခင်က तू တာနာမကြွနိုင်ဘူးတာနာမပြုတ်နိုင်ဘူးဆိုရင်တော့မှအိန္ဒိယနိုင်ငံအိန္ဒိယနွယ်ပါဖြစ်တယ်ပေါ့နော်အရှာကြီးဥက္ကဉ္ကာကိုဒါတာတာဝန်ပေးလိုက်တာပေါ့တာဝန်ပေးလိုက်တဲ့အတွက်လည်းဥက္ကဉ္ကာကလည်းဒါမြန်မာနိုင်ငံသားဖြစ်ကုန်အောင်ဆွန့်လွတ်ပြီးတော့အိန္ဒိယနိုင်ငံသားဖြစ်နေကမ္ဘာကတာနာပြုတဲ့အဆင့်ဖြစ်သွားတယ်လေအဲတော့ဒီလိုလေအဲ့ဒီစကမ်းတွေဝင်လာခဲ့တဲ့အခါကျတော့အာဒါလည်းမှန်တာပဲဆိုတဲ့အဲ့ဒီစိတ်ကတော့ရှိတယ်ဗျာဒီလိုလေမဟုတ်ဆရာဘုရားတရားနာတယ်လို့ဒါ레ဒီဆရာတော်ပေါ့နော်သူ့ရဲ့ဥပခင်ပေါ့ ဥက္ကိုင်ကရိတ်တာရင်လည်းဝင်ခဲ့တာဆိုတော့ဒီလိုစိတ်ကလည်းကောင်းတဲ့စိတ်ပဲပေါ့နော်ပြန်ပြီးတော့ကျေးဇူးပြုရမယ်ဒီလိုမျိုးပြုတဲ့လူကရှားတယ်ပေါ့အဲဆရာကြီးဥက္ကိုင်ကလည်းအခုမရှိတော့ဘူးလေအဲ့ခါကျတော့ဒီဒီလိုစိတ်ကလေးကရှိနေတဲ့အတွက်လေအခုလိုအခြေအနေပြီးတဲ့အခါကျတော့အိန္ဒိယမှာတာနာပြုတာပေါ့ပြီးတော့အဲ့ဒီလိုစိတ်ရှိတဲ့အတွက်လေအိန္ဒိယနိုင်ငံသားတွေကိုကျေးဇူးတင်တယ်ဗျအိန္ဒိယနဲ့ပတ်သက်တဲ့လူတွေပေါ့သူကဟိန္ဒူပဲဖြစ်ဖြစ်အစ္စလာမ်ပဲဖြစ်ဖြစ်ပေါ့နော်ဒါအိန္ဒိယပဲလေအဲဒီ ကိုရခါပဲဖြစ်ပေါ့နိဒီအဲ့တော့မြန်မာပြည်မှာလည်းရှိနေတာပေါ့အဲ့တော့တပြိတော့တော့တရားနဲ့ပတ်သက်တော့မှဖရားရဲ့ကြီးစုကိုသိတဲ့အခါကျတော့ဒါဒါအိန္ဒိယຫນွယ်ဘွားတွေပဲဆိုပြီးတော့မှဒါသူတို့ဘုံမှာလည်းမြန်မာပြည်ကဆရာတော်ကြီးတွေကတော့ပြောစရာမရှိပါဘူးဗျာတကယ်ဟိုတန်ကတာရဏာကိုထင်းထင်းဆောက်ရှောက်ထားလို့ပေါ့နော်ဒါဒီမြန်မာပြည်မှာဒီတရားတော်တွေကိုထင်းထင်းဆောက်ရှောက်လို့လေတပြိတော့တော့အစင်နဲ့ပေါ့နော်ဆရာတော်တွေဟောတဲ့တရားတွေပေါ့ မြန်မာလိုဟောတဲ့တရားတွေပါနားထောင်ပြီးတော့မှအဲမြန်မာလိုဖွင့်တဲ့ရိတ်တာတွေပေါ့အဲ့ဒါတွေပါဝင်ပြီးတော့မှကြင့်ကြံအထုတ်ဝင်ရတာလေအဲ့လိုရတဲ့အတွက်မြန်မာနိုင်ငံကိုလည်းကျေးဇူးဆက်တဲ့အနေနဲ့ဒီလိုရိတ်တာတွေညာနဲ့ချီပြီးဖွင့်လှစ်ထားတယ်လို့ပေါ့နော်အခုအိန္ဒိယမှာလည်းဒါဒီကျေးဇူးကရှိတယ်ဒါပေမဲ့ဒီလိုအပ်ချက်ကလည်းကြီးတယ်ဆိုတာကိုနိုင်ငံသားတွေကပြောတာဗျအိန္ဒိယကိုဆရာတော်အိန္ဒိယကိုတွားပါအဲ့မှာတော့တကယ်တရားပြဆရာတွေအရင်လူနေတယ်ဟိုပြမဲ့လူတိတ်မရှိဘူးပေါ့နော်အဲ့လိုမျိုးလဲကြားဘူးတော့ ဒါနဲ့တပြည့်တော်ကအိန္ဒိယကိုကြွားတဲ့အခါကျတော့ရိတ်တာပါဖွင့်မယ်လို့စိတ်ဆုံးဖြတ်ထားတာပါဗျာပြီးတော့ဒီတရားတွေကလည်းဒီမြန်မာပြည်ကမြန်မာပြည်မှာကြတော့ရိတ်တာတွေပရိယပရိပတ်ကအားကောင်းတယ်လေဒါပေမဲ့သူတို့ရဲ့အာဏာချက်ကနိုင်ငံသားတာနာပြုလေအဲ့တော့ဒီတာနာပြုကိုလည်းဒီပြည်နိုင်ငံသားတာနာပြုလဲဆိုတာဒါမြန်မာပြည်ရဲ့ဆရာတော်တွေရဲ့လိုအပ်ချက်ကိုပေါ့နော်ဖြည့်တဲ့တဘောပါဗျာအဲ့လိုပေါ့ဒီပြည်တော်ကမြန်မာပြည်မှာ ဟိုမြန်မာပြည်မှာတာနာမပြုကျင်လို့မြန်မာပြည်ကိုဂယုမဆိုင်လို့နိုင်ငံသားမှာပြုတာမဟုတ်ပါဘူးပြောလို့ဆိုမြန်မာပြည်မှာကဟိုတန်ဃာဥက္ကဋ္ဌကကျတော့တန်ဃာမဟုတ်ဘူးလေခွန်ကြီးမဟုတ်ဘူးပေါ့နော်ခွန်ကြီးမဟုတ်တဲ့အခါကျတော့သူတာနာပြုတာကျတော့သူသူနဲ့ပတ်သက်တဲ့သူတပည့်တွေကတော့အဆင်ပြေတာပေါ့တန်ဃာတွေအတွက်ကကျတော့လိုအပ်တာပေါ့ဒီလိုလဲဒါမာဒီဆရာတော်တို့ဖောက်ဆရာတော်တို့ပေါ့နိုင်ငံသားမှာတာနာပြုလို့ပြီးတော့လဲဒါတာနာပြုတဲ့အပိုင်းကိုမြန်မာပြည်ကတန်ဃာတွေအနေနဲ့အဲ့ဒီဘက်မှာကျတော့အားနေချက်ရှိတယ်ပါဘာသာစကားပေါ့အဲ့ဒါနဲ့ဒီလိုက ကျေးဇူးဆက်တဲ့အနေနဲ့မြန်မာပြည်ရတာနာကိုကဘာဝပြန့်မှုဆိုပြီးတော့မှအဲ့လိုမျိုးကြီးရဲ့ချက်နဲ့သာနာပြုတာပါဗျာပြီးတော့